ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ရွှေကိုမြေမှုန့်ခဲ့တော့တူထားတော်သူဆိုရက်ကောင်းစင်လေးနဲ့ခွားပေးတော်မှာဖြစ်ပါတယ်။ယောဘဝတ္ထုအခန်း20စာပိုင်း21ကနေ30အထိကိုအခြေခံပြီးဝင်လာမှာဖြစ်ပါတယ်။အဲ့တော့အချိန်ရသလောက်ကျွန်တော်အကုန်ရှင်းပြတော်မှာဖြစ်တယ်။စာပိုင်း21မှာထောက် ဘုရားသခင်နဲ့အကျွမ်းဝင်၍မိသားရဖွယ်လောထို့သို့ပြုမှ ကောင်းစားခြင်းသို့ရောက်ရလိမ့်မည်လို့ပြောတာတွေ့ရတယ်။အဲ့တော့ဘုရားသခင်နဲ့အကျွမ်းဝင်နေဆိုတော့ဗာလဲပြောတော့တယောခန်းနဲ့စာပိုက်သုံးပါထို့သခင်ကိုကိုယ်တိုင်တိကျွမ်းဒီကိုအဘယ်သို့တိရတနည်းဟုမူကားပညတ်တော်တို့ကိုစောင့်ရှောက်လေတိရတည်းလို့ပြောတာတွေ့ရတယ်။ပညတ်တော်ဆိုတာကတော့အမှန်တော့ဘုရားသခင်ရဲ့စကားတော်ကို နားထောင်ရင်တဲ့နော်အဲ့ဒီလူဟာသူကဘုရားသခင်နဲ့အကျွမ်းဝင်တယ်ဆိုတာသိနိုင်တယ်တဲ့နော်ဆိုတော့သူကအကျွမ်းဝင်တယ်မဝင်ဘူးဆိုတာဒီနာခံခြင်းဘယ်လောက်ရှိတယ်လဲဘုရားကလည်းဒါငါတတ်တာမင်းတွေ့တော့လို့သူ့ကိုပြောတယ်သူကလည်းဟုတ်တယ်ဒါတတ်တော့တမိတော့ပဲဆိုပြီးတော့မှငါထောင်တယ်ပေါ့စကားတော့เนาะ အဲ့ဒါဘုရားနဲ့အကျောင်းဝင်တယ်လို့ပြောချင်တာဖြစ်တယ်အဲ့လိုအကျောင်းဝင်ပြီးမိသားရဖွဲ့ရမယ်တဲ့အဲ့ဒါဆိုရင်တော့ကောင်းစားခြင်းတို့ရောက်မယ်လို့ပြောတာတွေ့ရတယ်ဒီကောင်းစားခြင်းကအောက်ပိုင်းမှာဆက်ပြီးတော့မှရှင်းပြခြင်းနဲ့စာပိုက်20နှစ်မှာနှုတ်တော်ထွတ်တရားကိုခံယူ၍စကားတော်ကိုနှလုံး၌သွင်းပါလော့အနန္တကိုရှင်ထံသို့ပြန်လာလင်တိဆောက်ခြင်းရှိလိမ့်မည် သိရင်မှဒုစရိုက်ကိုပယ်ရှားလင်နော်အကျောင်းဝင်ချင်းရဲ့တက်တယ်အဲ့တော့မေတ္တာရဆိုတာတော့ true true ရှင်းပြစရာမလိုအလုံးသိပြီးသားနော်အပြန်လန်ဟိုအတော့အပြန်ရှိတယ်ပေါ့အထိပယ်ကဟိုတယောက်ကပဲစကားပြောနေတယ်နောက်တယောက်ကကိုယ်အေးမလို့ဒါမေတ္တာရလို့မခေါ်ဘူးအတူရှိချင်းမှလည်းတော့သူလက်ဖိတ်ဆိုင်မှာ ဟိုစပွဲမှာထိုင်ပြီးတော့သူလက်ဖိတ်မှာတောက်တယ်ကိုလည်းကိုယ့်ကိုလက်ဖိတ်မှာတောက်တယ်စပွဲတော့အတူထိုင်တယ်ဒါကအတူရှိချင်းပြောချင်တာမဟုတ်ဒီနေရာမှာမေတ္တာရဆိုတာကအတူသွားတယ်အတူတောက်တယ်စားတယ်နော်ကျွန်တော်ကမောင်ဖြူစကားပြောတယ်မောင်ဖြူလည်းကျွန်တော်စကားပြောတယ်ဒါမေတ္တာရတခါလေမှာကျွန်တော်ကမေတ္တာရအလိုနည်းတယ်ဗောဖះเจ้าအစစ်စင်နေကြည့်လိုက်မယ်ဆိုကိုပကပဲ ပြောချင်တာပြောတာနော်ပြောချင်တာပြောတာနိုင်ကြည့်လိုက်ဖះရှိခိုးတဲ့ချိန်နှစ်နိုင်ဆိုရင်ဖះရဲ့အစကားကိုပြန်နားထောင်တဲ့ချိန်ကနော်နိုင်ဝတ်တော်မရှိဘူးတချို့တွေနော်နှုတ်ကပတ်တော်ဝင်ငှရင်နိုင်ဝတ်လောက်ဝင်ငှရှဲလာကြာလာပြီလို့အဲ့လိုမြင်တယ်နော်အဲ့ဒါကမိန့်သားရမခေါ်ဘူးနော်အဲ့တော့ကိုပြောချင်တာပြောပြီးတော့မှ ဟိုဘုရားသခင်ကိုတော့မပြောနဲ့တော့ပြီဆိုလိုဆိုဖြစ်နေတယ်မှတ်ထားပါဘုရားကနားကိုနှစ်ပေါက်ပေးထားနားနှစ်ဖက်ပေးထားတယ်ပါဇက်ကတစ်ပေါက်ဆိုတာနည်းနည်းပြောပြီးမြန်မြန်နားထောင်စေချင်တယ်ဟောနော်ကိုကြီးကရှောက်ပြောဖို့မဟုတ်အဲ့ဒါဆိုမေတ္တာရမပြောအခုမေတ္တာရဘယ်နဲ့ညီရလဲနားဒီလိုမျိုးဖြစ်တယ်ဖြစ်တဲ့နားတော့မြန်မြန်ပူနားထောင်တင်တာပေါ့နားနှစ်ဖက်ပေးထားတာလေနော်ဒါမှမေတ္တာရညီမယ်ပေါ့နော်အဲ့ဒါဆိုရင်တဲ့ဘာဖြစ်မလဲတဲ့ ဒီစပိုက်24မှာရွှေကိုမြင်မှုကဲ့သို့၎င်းအော်ဖရာရွှေကိုမျက်နှာရှိသောကြောက်စရကဲ့သို့၎င်းတို့ထားရလိမ့်မည်ပြောတာတွေ့ရတယ်နော်အဲ့တော့ဒီချမ်ပါကြီးကတော့နော်ရွှေကိုမြင်မှုကဲ့သို့နော်မျက်နှာရှိသောကြောက်စရကဲ့သို့တို့ထားရတယ်ဆိုတာကတော့မြင်ပြမှာလက်တွေ့မှာတော့အဲ့ဒါမရှိပါဘူးဘယ်သူမှ ဆောလမုန်မင်းကြီးကအဲ့ပုံစံရှိတယ်လို့ရေးပေမဲ့ဆောလမုန်မင်းကြီးလည်းအဲ့လောက်ကြီးတော့လည်းမဟုတ်ပါဘူးဒါတင်စားပြောတာပေါ့ဒီတင်စားပြောခြင်းကသူ့ရဲ့ကိုစားပြုတဲ့နန်စားပါလေဆိုတော့သိဖို့လိုတယ်ဒီနေ့နော်ကျွန်တော်ကောင်းစဉ်ပေးထားတာရွှေကိုမြုံမှုကဲ့သို့တူထားတော့သူဆိုတော့ဒါကိုပြောတာအဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကပါလေတဲ့နော်စာပိုက်25မှာထိုအခါအနန္တတကုရှင်သည်တင်၌ရွှေရတနာတင်300တော့ငွေပါနာ ဖြစ်တော်မူလိမ့်မည်အဲ့ဒါသူ့ရဲ့အဖြစ်သူ့ရဲ့နံကအမှန်ကအဲ့ဒါဖြစ်တယ်သူကအဲ့တော့ရွှေကိုမြင်မှုကဲတူထားရတယ်အော်ဖရရွှေကိုမျက်နှာရှိတော့ကြောက်စရကတူထားတယ်ဆိုတော့ကဘာလဲပြောရင်ထောင်းတော့ဖျားကိုရင်ကသူ့ရဲ့ရွှေဖြစ်သွားတာသူ့ရဲ့ငွေဖြစ်သွားတာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ တော့အဲ့လိုဟာရွှေကိုမြင်မှုကဲ့သို့တူထတော့သူဖြစ်ပါတယ်ဒါလေးကိုနားလည်စေချင်တယ်နော်ဆရာစပိုင်26ကိုဖတ်ချင်တယ်ဘုရားသခင်ကိုရိုင်းကနော်သူ့ရဲ့ရွှေငွေရတနာနော်သူသုံးဖို့အတွက်ရွှေငွေရတနာဖြစ်ပြီဆိုရင်အောက်မှာဘယ်လိုလာလဲဆိုတော့စပိုင်26နန္ဒစကောနော် တင်းနေအနန္တတကိုရှင်၌မှွေလျော်၍ပျော်မွေ့သွားတယ်နော်ဟိုဘုရားသခင်၌ပျော်မွေ့သွားတာဘုရားသခင်နဲ့အတူသွားရတာအတူလာရတယ်ဘုရားနဲ့မိသားရဖွဲ့ရတာပျော်သွားတာဘုရားသခင်ကိုဖူးမြော်ရတော့ခွင့်ရှိလိမ့်မည်နော်မျက်မှောက်တော်ခံစားနိုင်တာပေါ့နော်ဖူးမြော်ရခွင့်ဆိုတော့နော်မျက်မှောက်တော်ခံရှိလိမ့်မည်တင်စုတောင်းတော့ခါနားထောင်တော်မူမ တစ္ဆာဂရိထားတဲ့တိုင်းတစ္ဆာဝတ်ဖျက်တော့ခွန်ရှိလိမ့်ဟောနော်ဆွတောင်းတဲ့ခါမှာနားထောင်မယ်ဟုတ်မလားတစ္ဆာဝတ်ဖျက်တော့ခွန်ရှိမယ်ဆိုတော့အပြန်လမ်းမိတ်သားရဆိုတာအကြောင်းဝင်ချင်းမိတ်သားရဆိုတာကိုဆွတောင်းတဲ့ခါမှာဖျက်နားထောင်တယ်ကိုကလည်းတစ္ဆာဝတ်ဖြစ်တယ်အဲအဲ့လိုဖြစ်မယ်တဲ့နော်ပြီးရင်ဘာပြောလဲဆိုတော့တင်ကြံစီတော့အကြံစီ သည်အထမြောက်၍တင်သွားသောလမ်း၌ရောင်ကြီးထွန်းလိမ့်မည်သူတစ်ပါးတို့နှိမ့်ချခြင်းခံရသောအခါတင်ကချင်းမြောက်နော်တော့အခွင့်ရှိသည်ဟုဆိုရလိမ့်မည်စိတ်နှိမ့်ချသောသူတို့ကိုကဲတင်တော်မူလိမ့်မည်ပြောရတွေ့ရတယ်ငါတို့ကွာရပါလားအပြစ်မကင်းသောသူကိုပင်ကဲနှုတ်တော်မူလိမ့်မည်တင်ပြုတ်သောအမှုတန်ရှင်းသောအဖြစ်သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်ဟုမွတ်ဆို၏အဲ့တော့ ဒီလိုရွှေကိုမြင်မှုန့်ကဲ့သို့တူထားတော်သူပြောချင်တာကတော့ဗာလေအနန္တကုရှင်ဘုရားသခင်ဟာကျွန်တော်ရဲ့ရွှေဂျရနာကျွန်တော်အသုံးဖို့အတွက်ငွေပါနာဖြစ်တယ်ပေါ့အဲ့ဒါဆိုရင်သူ့ရဲ့မင်္ဂလာကခုနဖတ်သွားတဲ့အရာတွေပေါ့အများစွာတော့ရှိတယ်ကိုကြီးပဲကောင်းစားတာမဟုတ်ဘူးသူကဘာဖြစ်သွားလဲဆိုတော့သူတပားလဲဘာဖြစ်လဲ သူ့ကိုကြည့်ပြီးတော့မှကျွန်တော်ကိုကြည့်ပြီးအဲ့သူတပားကကဲတင်ချင်းတို့ရောက်တယ်။နော်ကျွန်တော်ကြည့်တဲ့ခါမှာကျွန်တော်မြင်တဲ့ခါမှာဗာလဲဖယောင်းမြင်သွားတာ။သူကိုကိုယ်ရဲ့ဖယောင်းချောင်းဖြစ်မယ်။တခါလေးမှာကျွန်တော်မကြည့်နဲ့လူကမကြည့်ဖယောင်းကိုကြည့်ပါလို့ပြောလို့ရှိတယ်။ចန်းစာကတော့အဲ့လိုမပြောဘူး။မင်းတို့ကနော်လူတွေဖတ်လို့ရတဲ့ចန်းစာဖြစ်တယ်။သူတို့ပြောပါတယ်။နော်ဒါ ရွှေကိုမြင်မှုကဲ့သို့တူထတော့သူရဲ့မင်္ဂလာပဲဖြစ်ပါတယ်နော်အဲ့တော့ကိုလိုသက်ခန်းတစ္ဆာပိုင်20ခုမှာဘာပြောလဲဆိုတော့တဘာမျိုးသားတို့တွင်ဤနဲ့နဲတော့အရာနဲ့ဆိုင်တော့မာစည်းစိန်ကအပေမြတော့ကြီးတွေကိုတန်ရှင်းသူတို့သိစေခြင်းကဘုရားသခင်အလိုတော်ရှိသူစည်းစိန်ကဘုံအတေတော်ကိုမျောလင့်ခြင်းအကြောင်းတည်ဟူသောတင်းတို့ထဲ၌တည်တော်မူသောခရစ်တော်ပေသည် အထက်မှာရောက်လာတဲ့ခရစ်တော်တန်ရှင်သောဝိညာဉ်တော်ပြောချင်တော့ဖယားသခင်ကိုယ်တိုင်ဟာသူကမဟာစည်းစိမ်နဲ့မဟာဆူရာကတော့ပါလေဟိုကြီးမြတ်တာပေါ့နော်အဲ့တော့အလွန်ကြီးမြတ်တဲ့နော်စည်းစိမ်ဖြစ်တယ်တဲ့စည်းစိမ်ဆိုတာပါလေအဥ္စာပဲလေဟုတ်နော်အဲ့ဒါပဲရွှေကိုမြင်မှုန့်ကတော့တူထားတယ်ဆိုတော့အဲ့ဒါကိုပြောချင် အထက်မှာရောက်လာတဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားသခင်ကိုယ်တိုင်ဟာကျွန်တော်ရဲ့စီးစင်ဥစ္စာဖြစ်သွားတယ်။အဲ့ဒါဟာရွှေကိုမြင်မှုကတော့တူထားတာနဲ့အတူတူပဲ။လက်ထက်မှာတော့မြင်ရရှင်မှမြင်ရမယ်။တွားတွင်လူရက်ချိန်တိုင်းမှာလူရက်ချိန်တိုင်းမှာကျွေးဝစွာပူရှန်စွာအစင်ပဲရရှိမှာဖြစ်ပါတယ်။မောရှိရုကြည့်ပါ။ မောရှေလက်ထက်မှာဘာမှမရှိပါဘူးနော်နွားကြောင်းနဲ့တရိษံကြောင်းနဲ့ဟိုပါလေတောင်မွေးပဲရှိတယ်သူ့ကိုကာကွယ်ဖို့တော့လန်တန်ပဲရှိတယ်ဒါပဲနော်အဲ့တော့သူ့ရဲ့ဘုရားသခင်ဟာသူ့နိုင်ဟာလာဟိုရွှေရနာကဲ့သို့ဖြစ်တဲ့အခါမှာသူတော့တော့ငွေပါနာကဲ့သို့ဖြစ်တဲ့အခါမှာမရှိတာ ရှိလာတယ်မဖြစ်နိုင်တာဖြစ်လာတယ်ဆိုတာတွေ့ရပါတယ်တိုင်းမှာပေသူတို့လည်းတိုင်းပါပဲနော်ငါတို့မှာမင်းလိုချင်တဲ့ရှင်ဝင်မရှိဘူးတဲ့ရှိတဲ့ရငါပြေးမယ်ဆိုတော့မှမွေးကလေးကနဲ့အသက်40ထိလမ်းမလျှောက်နိုင်တဲ့နော်လူဟာသူ့မျောလင်းချက်ပြည့်စုံသွားတယ်ဒါနော်ရွှေကိုမြင်မှုကတော့တူထားချင်းဆိုတာဒါမျိုးကိုပြောချင်တယ်ဖြစ်တယ်ဘယ်ဆေးဥမှာသွားကုမလဲအဲ့ဒါနော်ဒေါ်လာတန်းနဲ့လည်းကုလို့မရပါဘူး ဘလောက်ပဲပဲမွေးကလေးကခြေလက်တည်တဲ့လမ်းမလျှောက်နိုင်တဲ့သူဟာဘလို့မှမဖြစ်နိုင်ဘူးအဲ့ဒါနော်ကျန်းစာပြောချင်တာနော်ဟိုဖယားခင်ကိုရိုင်းကကျွန်တော်တို့တုံးရတော့ငွေရွှေရနာနော်ငွေပါနာဆိုအဲ့ဒါပြောချင်တာရှင်ပေါ်လို့လက်ကြည့်လေနော်တည်တဘောပဲငါကဆင်းရဲတော့သူကဲ့သို့ဖြစ်ပေမဲ့သူတဘောကိုရတ်တက်စေတော့သူ ဥစ္စာတစုံတစ်ခုမှမရှိတော့သူကဲဖြစ်တော့လေအလုံးစုံပိုင်တော့သူလိုရအချိန်တိုင်းမှာအစင်ပဲလက်ထဲမှာပေါ်ပေါ်လာတယ်ကျွန်တော်လည်းတိုင်းမှာပဲဒီနေ့ထိအသက်ရှင်ရက်တည်တာအမို့တော့ဆောင်းတာလက်ထဲမှာပြတ်စရာဘာမှမရှိပါဘူးမရှိပါဘူးအဲ့တော့ဒါပေမဲ့လိုရအချိန်တိုင်းမှာ လိုအပ်ပြီဆိုရင်ဥပမာဆိုရပါဆိုကျွန်တော်အတန်သွင်းတဲ့ခါမှာဖုန်းကောင်းကောင်းလေးလိုတယ်နော်အဲ့တော့ကျွန်တော်ဖုန်းကလည်းတော်တော်လေးဘယ်လိုခေါ်မလဲအန်ဒိတ်ဖြစ်သွားပြီပေါ့ Oppo Reno 3ဆိုတော့စဉ်းစားကြည့် Oppo Reno 3 Pro ဆိုတော့ကြားလာပြီကျတော့ကျွန်တော် iPhone နဲ့တိတ်ကောင်းတယ်ပေါ့ပြက်ကူမပြက်နိုင်အောင်ဒါပေမဲ့တိတိကောင်းတာလေးတော့လိုနေရောပေါ့ဒီကာလနဲ့ဆိုရင်တော့အဲ့တော့ဖျက်ခင်အချိန်တန်တဲ့ခါမှာ เนาะ iPhone เนาะလက်ဆောင်ပေးတယ်ဟိုတိုးထွေးချင်းခံရပြီးလက်ဆောင်ပေးတဲ့သူတွေလည်းเนาะကျေးဇူးတင်တယ်ဘုရားသခင်တင်းတို့အထူးကောင်းချီးပေးပါစေเนาะဒါမနစ်ကเนาะလက်ဆောင်ရတယ်သူတို့တွေ့ရလိုတဲ့အချိန်တိုင်းမှာเนาะဘုရားသခင်ကเนาะဘယ်တော့မှနောက်မကျဘူးဒါကြောင့်မစွန့်ရင်ပါနဲ့ခုနပြောတဲ့အတိုင်းပဲဘုရားသခင်အကြောင်းဝင်ပေးမိတာရဖွဲ့ပါเนาะအဲ့ဒါဆိုရင်တော့ ရွှေကိုမီမှုန့်ကဲ့သို့ဒူထရတော်သူဖြစ်လာလိမ့်မယ်။ဘာပြောချင်တာလဲ။ထောင်းရဖျားသခင်ကိုရဟာတင်ထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ဟာတင်ရဲ့ရှေရနာတင်တော့ရငွေပါနာဖြစ်လာလိမ့်မယ်။ဘုရားကပြတ်လို့မရဘူးလေ။နော်။အစ်တက်လက်ထဲမှာဟိုပြတ်ကြရတော့ရှင်းရှင်းမှရှိမှာပေါ့။ဒါပေမဲ့ဘုရားဆိုတော့တုံးလို့မကုန်နိုင်ဘူးကွ။ မြင်ရတဲ့ရွှေမှုဆိုတော့ကုန်နိုင်သေးတယ်မီးလောင်ပါသွားနိုင်တယ်ငလင်လှုပ်ရင်ပြူသွားနိုင်တယ်အမျိုးမျိုးပါပဲရေထဲပါသွားနိုင်တယ်ဖျားသခင်ကမီးလောင်လို့လည်းမကုန်ဘူးနော်ငလင်လှုပ်လို့လည်းမဖြုံဘူးနော်ရေကြီးလည်းရေပေါ်မှာလမ်းလျှောက်နိုင်တယ်နော်အဲ့တော့တည်တယ်ဆိုတော့မရှိ ကုန်တယ်ဆိုတော့မရှိပါဘူးဒါကြောင့်ဒီနေ့ကစပြီးတော့မှထာဝရဘုရားနဲ့အကျုံးဝင်ပြီးမိသားအဖွဲ့ပါဒါဆိုရင်တော့ ရွှေကိုမီမှုကဲ့သို့ဒုထတော်သူဖြစ်လာလိမ့်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါရယ်ဘုရားသခင်နေတင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်